တာရီတကြံပွဲတော်ကြောင့်ဘဝဆက်သိမ်းမလာခဲ့သူမိဖုရားစောလုံးမြမရာဆွေမှာအကြည်စားတန်ကရံများဤအချစ်ကြီးလို့အမျက်ကြီးဆိုတဲ့ဆွေရိုးစကားတွေကမှန်ကန်ကြောင်းကိုတက်တည်ပြခဲ့မှုတဲ့မိဖုရားတစ်ပါးအမှန်တကယ်ရှိရပူပါတယ်အဲ့ဒီသူကတော့အတာရီတကြံပွဲတော်မှာကန်ဆိုးမိုးမောင်ကြပြီးတော့ဘဝဆက်သိမ်းမလာခဲ့တဲ့မိဖုရားစောလုံးပဲဖြစ်ပါတယ် ရုပ်စင်းကချောမောလှပပြီးတော့ဘရင်အချစ်ဆုံးမိဖုရားဖြစ်ခဲ့တဲ့စောလုံးရဲ့ဘဝစကြောင်းကဘလို့ကြောင့်မြန်းရာဇဝင်မှာစတင်ရလောက်တဲ့အထိဖြစ်ခဲ့ရတဲ့ဆိုတာကိုတော့ဆက်လက်လေ့လာကြည့်လိုက်ရအောင်နော်။မိဖုရားစောလုံးဟာရှမ်းပြည်က တီဘောစောပါရဲ့တမီးတော်တစ်ပါးဖြစ်ပြီးတော့တရုတ်ပြေးမင်းလို့လူသိများတဲ့နရတီဟပတိမင်းရဲ့မိဖုရားတွေတဲကတစ်ပါးဖြစ်ပါတယ်။နရတီဟပတိမင်းဆိုတာကတော့အလောင်းစီသူမင်းကြီးရဲ့မိတော်ဥစနာမင်းကြီးရဲ့သားတော်ဖြစ်ပြီးတော့ပကံမင်းဆက်ရဲ့52ဆက်မြောက်မင်းလည်းဖြစ်ပါတယ်။နရဒီယပတိမင်းဟာပကံထီးနန်းကိုနှစ်ပေါင်း30ကျော်တင်ပိုက်ဆိုးဆန်နိုင်ခဲ့တာကြောင့်နန်းသက်ရှိတဲ့ဘရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ပြီးတော့ရာဇဝင်ကျမ်းတွေရဲ့ရေးသားဖော်ပြချက်အရဆိုလို့ရှိရင် သူကကျမ်းမာရေးလည်းအလွန်ကောင်းမှန်တယ်လို့တန်းဝေခြင်းနှာချခြင်းများပင်မဖြစ်ဘူးတဲ့သူလို့သိရပါတယ်။ဒါအပြင်အစာအသောက်ကိုလည်းခုံမင်းနှိမ့်ချသူဖြစ်တာကြောင့်ပွဲတော်တည်တဲ့အခါမျိုးမှာ ဟင်းရည်အခွက်ရည် 300ပြည့်မှသာလျှင်ပွဲတော်တီလေးရှိတဲ့မင်းတပားအဖြစ်လဲသမိုင်းမှတ်တမ်းတင်ခံခြင်းအားကိုတွေ့ရပါတယ်။နောက်ထပ်သမိုင်းရာဇဝင်ကျမ်းဒီမှာတော့နရသီယပတိမင်းကအကြီးစားတန်တယ်လို့အမျက်ဒေါသလည်းကြီးပြီးစိတ်မထင်မထင်တယ်လို့ပြုလုပ်တတ်သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။အထူးသဖြင့်အိယာနိုးလာတဲ့အခါမှာဆိုလို့ရှိရင်အမီးနားမှာရှိတဲ့လက်နက်သို့မဟုတ်အရာဝတ္ထုပစ္စည်းတစ်ခုခုနဲ့ဘေးနားမှာရှိတဲ့ရံရွေတော်တွေမူမတ်တွေကိုဖြစ်ပေါက်တတ်တဲ့အကျင့်လည်းရှိပါတယ်။ဒါကြောင့်မိဖုရားစောလုံးဟာ နရသီယာပတိမင်းကြီးအိမ်မောကြနေတဲ့အချိန်ဒီမှာဆိုရင်လက်နက်တွေပစ္စည်းတွေကိုတင်းစေထားရပြီးတော့ပြစ်ပေါက်လို့ထိခိုက်မိတဲ့အခါနာကျင်ခြင်းမရှိဆိုင်နိုင်စေတဲ့ခရမ်းသီးတွေတံမြာသီးတွေကိုပြောင်းလဲထားတာ ပြောင်းလဲထရှိပေးရပါတယ်။နရတရားပတိမင်းကြီးအားသူ့ရဲ့မိဖုရားတွေထဲမှာဆိုရင်တော့မိဖုရားစောလုံးကိုအမျက်နှိုးဆုံးဖြစ်ပြီးတော့မိဖုရားကောင်းကြီးဖြစ်တဲ့မိဖုရားဖွာစောကိုတော့အယုသေဆုံးဖြစ်တယ်လို့ဆိုပါတယ်။ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့မိဖုရားစောလုံးဟာရှမ်းသွေးပါသူပြီးပြီးအလှသွေးကြွယ်ဝသလိုအိန္ဒိယသိခါကြီးမားပြီးတော့ဘာသာတရားကိုလည်းယိုသေးကန်းဆိုင်တတ်သူဖြစ်တာကြောင့်သူ့ရဲ့အချိန်အများစုကိုဘာသာရေးနဲ့ပဲကြော်ဖြတ်လေးရှိပါတယ်။ ဒါအပြင်နန်းတော်အတွင်းပျော်ပွဲရှင်ပွဲတွေကျင်းပတဲ့အခါမှာဆိုလို့ရှိရင်လေကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲဘေးတနေရာမှသာအသာရန်ဆံမြန်းနေတတ်သူဖြစ်ပါတယ်။ဒီလိုအရှက်ကြောက်ကြီးမလို့နဲ့မိဖုရားဆုံးလို့ရဲ့ကျင်းကကျမငင်မှုကတော့တခါတော့နှွေရသည့်အချိန် AR မြေကမ်းတစ်ပြေးမှာအတာတကြံပွဲကျင်းပရာကနေစတင်ခဲ့ပါတယ်။အဲ့ဒီတော့ကနရတရားပတိမင်းကြီးဟာ ကြံပွဲမှာရေကစားဖို့အတွက်လူအများမမြင်နိုင်အောင်နန်းတော်ကနေမြစ်စိတ်အထိကိုအမိုးကာတွေကာရံပြီးတော့တွားရောက်ခဲ့ပါတယ်။မြစ်စိတ်ကိုရောက်တဲ့အခါမှာလဲမိဖုရားတွေကိုလုတ်တော်တွေမောင်မမိတ်တန်နေတဲ့အတူရေကစားမန်းတပ်မှာရေသမင်ပွဲဆင်နွှဲခဲ့ပြီးတော့ဒီလိုဆင်နွှဲနေတဲ့အချိန်အတွင်းမှာမိဖုရားစောလုံးဟာသူ့ရဲ့မူလအကျင့်တိုင်းပါဝင်စော်ကစားခြင်းမရှိဘဲမြစ်စိတ်အနီးကယာယီတဲနဲ့မှသာဥပုပ်တီလာစောက်တည်နေခဲ့ပါတယ်။ ဒီခါမှာအကြီးစားတန်လာတဲ့အနာဒီယာပတိမင်းဟာအိနေကြီးတို့နဲ့သူ့ရဲ့မိဖုရားစောလုံးကိုရေတွေဆွဲဆွဲဆူယုံသားမကရေမွန်းပတ်အောင်ပတ်ဖို့အတွက်ဘေးမှာရှိတဲ့မောင်မမိတ်တန်တွေကိုအမိန့်ပေးခဲ့ပြီးတော့ယာယီတဲထဲမှာရှိနေတဲ့စောလုံးကိုလည်းသူ့စီလာရောက်ခစားဖို့အတွက်အခေါ်လွှတ်လိုက်ပါတယ်။အချိန်လေးအရရက်ကိုတတိမမှုမိတဲ့စောလုံးကတော့လင်းတော်မောင်အရှင်မင်းကြီးရဲ့အမိန့်အတိုင်းရှိတော်မောက်ကိုခစားဖို့အတွက်ရေကစားမင်းသက်စီကိုဝင်လာခဲ့ပါတယ်။ ီလိုနဲ့မန္တတေရောက်တဲ့အခါမောင်မမိတ်တန်တွေကအရှင်မင်းကြီးမှာကြတဲ့အတိုင်းဘီဗျားစောလုံးကိုတကိုယ်လုံးရွှဲရွှဲဆိုုံသာမကအသက်ရှူချက်အောင်ရည်တွေလောင်းပက်လိုက်တာကြောင့်အဆက်ကိုအသက်ထက်တန်ဖိုးထားသူစောလုံးခမရမှာလူပုံအလဲအဆက်ကွဲခဲ့တဲ့အပြင်တခြားသောမိဖုရားတွေနဲ့ရဲရီတော်ရဲ့ရေမုံမှုကရရှိခဲ့ပါတော့တယ်။ဒါရင်မကသေးပဲခင်မုံတော်ဆက်သူနနာဒီယာပတိမင်းကပါသူ့ရဲ့ဖြစ်ကိုရှုစားပြီးတော့သဘောတကျနဲ့တတော်တော်ရေမောခဲ့တာကြောင့်စောလုံးရဲ့စိတ်မှာပုံမှုခံစားရခတ်သွားကြပါတယ်။ အဲ့ဒီတော့ကအတားရေသမင်ပွဲဆိုတာ ရေကိုခန္ဓာကိုဆိုးရုံအနေမျှတာတာရင်ကြီးကြီးပပြန်းလေးရှိတဲ့ဒလေးဖြစ်တာရှိတာပါဒါကြောင့်ခေါင်းစခြေစုံတကူလုံးရှူရဲဆိုပြီးအသက်ရှူကြက်လောက်အောင်ရေလောင်းချခန္ဓာရသူဆောလုံးအတွက်တော့ဒီဖြစ်ဟာအသေးခိုက်အောင်အလွန်နာကျင်စရာကောင်းခဲ့တယ်လို့ခင်မိုးဖြစ်သူအပေါ်မှာလည်းနာကြီးစိတ်တွေရညှိုးစိတ်တွေဖြစ်ပေါ်စီပါတော့တယ်အဲ့ဒီနောက်မှာတော့သူ့ကိုအရှက်မဲ့စီတဲ့ အရှက်မက်စီခဲ့သူနရသူရပတိမင်းကိုကလဲစားချေဖို့အတွက်ကြံစီခဲ့ပြီးတော့ကြံစီတဲ့အတိုင်းလဲမင်းကြီးပွဲတော်တဲမဲ့စားတော်အုပ်ထဲမှာအစိတ်ထည့်သွင်းခဲ့ပါတယ်။ဒါပေမဲ့ဘရင်တွေရဲ့ဖုံးကန်အရှင်ဝါကအင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်းနရသူရပတိမင်းရဲ့ဖုံးကန်အဟုန်ကလည်းထိုးစင်းချိန်မှာမြင့်မားနေခဲ့တယ်လို့ဆိုရမှာပါ။ အကြောင်းကတော့ပွဲတော်မတည်ခင်အချိန်မှာအနီးနားစီကခွေးတော်ကအမှတ်မထင်ဆိုသလိုရောက်ရှိလာခဲ့တာကြောင့်မင်းကြီးကလည်းဒီအချင်းရပေါ်မှာတင်ငါမကင်းဖြစ်ပြီးတော့သူ့ရဲ့ပွဲတော်အုပ်ထဲကဟင်းတစ်ဖက်ကိုခြကျွေးခဲ့ပါတယ်။ဒီခါမှာခွေးဟာခြကျွေးတဲ့အသားကိုစားပြီးတော့အချိန်ခဏအတွင်းမှာပဲတည်ဆုံးသွားခဲ့တာကြောင့်နရတရားပတိမင်းဟာသူ့ပွဲတော်တင်မဲ့ဟင်းတွေထဲမှာအစိတ်ပါဝင်နေတယ်ဆိုတာကိုသတိမူသိရှိသွားပါတော့တယ်။ပွဲတော်အုပ်ထဲမှာအစိတ်ပါဝင်နေကြောင်းကိုမင်းကြီးသိသွားတဲ့အချိန်ဒေါသပုံထပြီးတော့ ပွဲတော်အုပ်ဆက်သသူကိုရှိတော်မှောက်ခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်ပါတယ်။ထို့အချိန်မှာမိဖုရားယူထဲမှာတပားဖြစ်သူမိဖုရားဖွာစောကမင်းကြီးပွဲတော်တဲဖို့အတွက်နေ့စဉ်လာဖို့တဲ့ဟင်းခွက်ဒီထဲမှာဘယ်ဟင်းခွက်ကိုဘသူကဆက်သပါလဲဆိုတဲ့အတိအကျမှတ်ရတာဖြစ်တဲ့အတွက်အစိတ်ပါတဲ့ဟင်းခွက်ကမိဖုရားစောလုံးဆက်သတာဖြစ်ကြောင်းကိုရှောက်တယ်ပါတယ်။ဒီလိုနဲ့စောလုံးတယောက်ဘရင်ရှိတော်မှောက်ရောက်တဲ့အခါမှာ မင်းကြီးဟာမောင်မမိတ်တန်တွေကိုမိမိအားရေပတ်ဖို့အတွက်စေခိုင်းခဲ့ပြီးတော့လူပုံလေမှာယာစအိမ်ကြီးပြည့်အောင်အဆက်ခွဲခဲ့တာကြောင့်မင်းကြီးရဲ့အသက်ကိုလုံးချက်ချင်းဖြစ်ကြောင်းဒီအတွက်မင်းကြီးပေးလိုတဲ့အပြစ်ကိုပေးနိုင်ကြောင်းကြောင်းရွှေနေအလင်းမရှိပဲရေရေဝုံဝုံရှောက်တင်လိုက်ပါတော့တယ်အဲ့ဒီလိုရှောက်တင်တဲ့အခါမှာလည်း ဟဲပန်းဖို့တယ်မြေနေငါကိုအေအော်ရီမြစ်ထဲလူပုံအလဲမှာအဆက်ခွဲခဲ့တာမေ့နေပြီလားလို့ဆိုကစောလုံးကမင်းကြီးရဲ့မျိုးရိုးဇာတိကိုဖော်ပြီးတော့မချေမငံပြောဆိုပါတယ်နရတရားပတိမင်းရဲ့မဲတော်ဟာမဲတော်ဟာဆိုရင်မေတ္တာရွာသူပန်းဖို့တယ်ရဲ့တမီးဖြစ်ပါတယ်ဒီခါမှာတော့စောလုံးရဲ့စကားတွေဟာရခင်ကလေးကအမျက်တော်သားကြီးမှတဲ့ နရတိယပတိမင်းကိုပုံမှုစိတ်ဆိုးဒေါသထွက်စေခဲ့သလိုမိဖုရားစောတော်ကို ဖို့ကျင်ထိုးပြီးတော့စီရင်စီဆိုလဲအမိန့်တော်ချမှတ်လိုက်ပါတယ်ဒီလိုစီရင်မှုအတွက်ကိုလည်းဘဘဲသမားဥယျာတထောင်ကိုအသုံးပြုပြီးတော့အချင်းတို့အတွင်းမှာတန်ကျက်စင်ကိုပြုလုပ်စေခဲ့ပါတယ် တန်ကျက်စီကိုပြုလုပ်နေတဲ့အချိန်တော်တွင်မိဖုရားစောလုံးကခံမှန်းထားတဲ့အချိန်ထက်ဆွဲပြီးတော့ခုနှစ်ရက်ကြာပြုလုပ်ပေးဖို့ဗဘဲသမားတွေကိုရွှေငွေတွေပေးကတိတ်တဆိတ်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီခုနှစ်ရက်အတွင်းမှာစောလုံးဟာတနေကုံဆိုသလိုတရဏကုံသီလစောက်တည်ပြီးတော့ဖုရားကုံတော်တရားကုံတော်နဲ့တန်ခတ်ကုံတော်တွေကိုပဲရွတ်ဖက်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။ ခုနှစ်ရက်မြောက်တဲ့နေ့အထိရောက်ရှိလာချိန်မှာတော့မိဖုရားစောတော်ဟာသူနဲ့အမဲတစီရှိနေတဲ့စိတ်ပတိကိုလက်မခံပြီးတော့မိအပူချိန်တွေကြောင့်ရဲရဲတောက်နေနေတဲ့တန်ကျက်စင်ပေါ်ကိုတက်လာခဲ့ရပါတယ်။ဒီလိုတက်လာတဲ့အခါမှာကြောက်ရွံ့တုန်လှုပ်ခြင်းအလေးမရှိဘဲတက်လာခဲ့တာဖြစ်တယ်လို့ကွက်မြက်ခံရဖို့ဆောင်ဆိုင်နေတဲ့အချိန်အတွင်းမှာလဲဂျေနာသုံးမရဲ့ဂုံတော်တွေကတစ်ခုပြီးတစ်ခုအာယုံပွားများ နေခဲ့ပါတယ်။စောလုံးတယောက်တန်ချဲဆဲပေါ်ကိုရောက်ရှိပြီးအချိန်ခဏအတွင်းမှာပဲမိုးကောင်းငယ်မှာမိုးတွေတိမ်ဆိုင်တင်ငယ်တွေပေါ်လာခဲ့သလိုနန်းတော်ကြီးတစ်ခုလုံးလည်းမိုးချိုးပြတဲ့အနေနဲ့မိုးချိမ့်တဲ့နေကြောင့်တုန်ခါနေခဲ့ပါတယ်။အဲ့ဒီနောက်တိတ်မကြခင်အချိန်တွေမှာပဲမိုးတွေကတီးထန်စွာရာချခဲ့တာကြောင့်တန်ချဲဆင်ကိုအပူပေးထားတဲ့မီးတွေကလည်းငြိမ့်သက်သွားခဲ့ပါတယ်။ ဒါပေမဲ့ဘယင်မင်းမြက်ကကိစ္စမပြီးမချင်းတန်ချက်စင်နဲ့စီရင်မှုပြုလုပ်ရမယ်လို့အမိန့်ပေးထားတာဖြစ်တဲ့အတွက်အမှုရမ်းတွေမှာလည်းမင်းအမိန့်ကိုရှောင်လဲနိုင်ခြင်းမရှိပဲနောက်တရက်မှာထပ်ပြီးတော့မိဖုရားကိုတန်ချက်စင်ပေါ်တင်ရပြန်တယ်ဒီကမှလည်းပထမတည့်ရက်အတိုင်းမိုးရီရွာချလာတာကြောင့်မိတွေငိမ့်သားတော့ရေလို့တတရားများနေ့ရောက်ပြန်တော့လေအလားတူဖြစ်ရတဲ့တွေနဲ့ကြုံတွေ့ခဲ့ရပါတယ် ီလိုမျိုးသုံးချိန်တိုင်းတိုင်းမီးတွေငိမ့်ခဲ့ရပြီးနောက်မှာတော့မိဖုရားစောလုံးကသူမအနေနဲ့ရရသုံးမနဲ့ဂုံတော်တွေပွားမရခြင်းရဲ့အကျိုးအားကြောင့်အခုလိုဖြစ်တယ်ဆိုတာကိုသဘောပေါက်ဆင်ခြင်မိခဲ့ပါတယ်။ဒါကြောင့်လဲမိမိဒီအတိတ်ဘဝကကံကြမ္မာဝေကျွေးကြောင့်ယခုဘဝနဲ့ယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်းကိုနှလုံးသွင်းလိုက်ပြီးငါသည်ချမ်းသာခွင့်ရမည်မဟုတ်လေတခဏချင်းပင်လောင်ကျွမ်းပါစေလို့ဆိုကအဋ္ဌိထံပြုလိုက်ပါတယ်။အဲ့ဒီတော့မှသာစောလုံးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကချက်ချင်းစလို့ဆိုသလိုမိဟုံဟုံတောက်လောင်ကျွမ်းပြီးတော့ပြာကျသွားခဲ့တာဖြစ်ပါတယ်။ သူနှစ်သက်မြင်လို့ရတဲ့မိဖုရားစောလုံးကိုသူပေးတဲ့အမိန့်တိုင်းစီရင်ပြီးတဲ့အကြောင်းကိုနာရတိယပတိမင်းကြားသိပြီးတဲ့အချိန်မှာတော့နောင်နာကြီးစွာရခဲ့ပြီးအိတ်မပြောစားမွေနဲ့တောကပြဘာရဝေကနန်းတော်တစ်ခုလုံးမှာလဲစောလုံးငါကိုစောက်မှဆိုတဲ့တန်းနာဟိဟော်တန်တွေကပဲ့တင်ထက်နေခဲ့ပါတော့တယ်နာရတိယပတိမင်းရဲ့ဒီလိုဖြစ်ရင်ကိုမြင်တွေ့ရချိန်မှာတော့ယဟန္တာအရှင်သူမြတ်တို့ကပရိတရားတော်တွေကိုဟောကြားရွတ်ဖတ်ပေးခဲ့ လို့ပုံနာတို့ကလည်းဘေးတွင်တက်ရရရလေးခြေပေးခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မင်းကြီးဟာသူ့ရဲ့လက်ချက်နဲ့တိမ်မသွားခဲ့သူမိဖုရားဆုံးလုံးအတွက်ရည်စူးပြီးတော့မင်္ဂလာဇေဒီလို့အမည်ရတဲ့ကောင်းမှုဇေဒီတော်တစုကိုတည်ထားစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိဖုရားစောလုံးအတွက်ရည်စူးပြီးတော့နရတိယပတိမင်းကြီးတည်ဆားခဲ့တဲ့မင်္ဂလာစီဒီကို တော့ပကံမျိုးတောင်ဘက် လေးဖာလုံးခန့်အကွာမှာရှိတဲ့မင်းကဘာရွာရဲ့မြောက်ဘက်မှာဖူးတွေ့နိုင်ပါပါ။ ဒီစီရီကိုတည်တဲ့အခါနရသီရပတိအမင်းကရွှေစည်းကုံဖရာရဲ့အသွင်သဏ္ဍာန်အတိုင်းတိဆောက်ဖို့စီခိုင်းခဲ့ပြီးတော့ရွှေစည်းကုံဖရာရဲ့တူညီမှုမရှိပါကပယံသမားတွေရဲ့အသက်ကိုဇီဝင်းချေမှဖြစ်ကြောင်းမိန့်တော်မူခဲ့တာကြောင့်ပယံသမားတွေကလည်းမြင်းစည်းပြီးရွှေစည်းကုံဖရာကိုပြေးကြီးလိုက် မင်္ဂလာစီရီတော့တည်ထားမဲ့နေရာကိုပြန်လာပြီးဖရာတည်လိုက် လုခဲ့ကြပါတယ်ဒီလိုမျိုးခောက်တော့ခောက်ပြန်အပြေးလွှားလုခဲ့ရတာကြောင့်ဇီဒီတည်နေတဲ့အချိန်အတွင်းမှာမောပြီးအသက်ဆုံးရှုံးခဲ့တဲ့မြင်းကိုးကောင်တော်ရှိတယ်လို့ဗဇက်ရာဇဝင်နေအဆူအရသိရ ရပါတယ်။မိဖုရားစောလုံးနဲ့ဆက်ဆက်လျက်ရှိတဲ့နောက်ထပ်ဘုရားသူကတော့ပကံမြို့တောင်ဘက်ချမ်းအနောရထလမ်းမကြီးရဲ့ဘေးဘက်မှာရှိတဲ့မိငိန်ကုန်းဘုရားဖြစ်ပြီးတော့ဒီဘုရားဟာဆိုလို့ရှိရင်မြင်းပြကူ၊နွားပြကူနဲ့တဝကူဘုရားတို့နဲ့မနီးမဝေးမှာရှိတာဖြစ်ပါတယ်။ဒီဘုရားကမိဘုရားစောလုံးကိုဖိုကျင်ထိုးပြီးတော့မကွက်မြက်ခင်အချိန်ဟိုးရင်ကလေးကအဲ့ဒီနေရာမှာဘွဲအမည်မသိတဲ့ဆက်နေရစုလက်ရတထက်ကူဘုရားဖြစ်ရှိလို့နေခဲ့တာပါ။ ဒီလိုနဲ့မိဖုရားစောလုံးကိုကွပ်မြတ်တဲ့အခါမှာတော့မိ၃ချိန်ငိမ့်ခဲ့တာကြောင့်အဲ့ဒီကူဖုရားကိုလည်းမိငိမ့်ကုန်ဖုရားလို့သတ်မှတ်ခေါ်တွင်ခဲ့ကြပါတယ်။ကြည်စားလိုစိတ်နဲ့အရှက်စိတ်လွန်ကဲမှုကနေတဆင့်ဖြစ်ပေါ်လာတဲ့နာရသီရပတိမင်းနဲ့မိဖုရားစောလုံးတို့ရဲ့ဇလန်းဟာပကံသမိုင်းမှာရှိခဲ့မှုတွေဆိုပေမဲ့လည်းအချိန်ကာလအတော်ကြာမြင့်လာတာနဲ့အများဒီနေ့ခေတ်နှောင်းလူတွေအကြားမှာစိတ်ဝင်စားစရာကောင်းတဲ့ဒဏ္ဍာရီတစ်ပုဒ်ဖြစ်တာကြံရှိပါတော့တယ်။